စစ်ကောင်မရှင်ရဲ့ထိုးစစ်တွေကြောင့်နေရစွန့်ခွာထွက်ပြေးနေကြရတဲ့စကိုင်းတိုင်းဝက်လက်ရွှေဘုံနဲ့တပယ်ရင်မြို့နယ်တွေကစစ်ပေးရှောက်ပြည်သူတွေဟာအရေးပြာယာနာဝေဒနာကိုခံစားနေရပါတယ်အထူးသဖြင့်ကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေမှာအဖြစ်များနေရပါရွှေဘုံမြို့နယ်တခုထဲမှာတင်ကြည်ရ15ရွာကဒေသခံ2000ကျော်နေရဲဆွန့်ခွာနေရပြီး အသက်18နှစ်ယောက်ကလေးငယ်တွေမှာအနာအပူအပိတ်တွေနဲ့ယာနဝေဒနာကိုအပြင်းထန်ခံစားနေကြရပါတယ် စစ်ဘေးရှောင်တွေဟာတရားစခန်းတွေမှာနေထိုင်ခွင့်မရပဲနီးစက်ရတောတောင်တွေလေတိုးတွေထဲကယာယီတဲတွေဖုန်ကြီးကြောင်းနဲ့စာတင်ကြောင်းတွေမှာစုပေါင်းနေထိုင်နေကြရတာပါဒီလိုနေရာတွေမှာတန့်ရှင်နဲ့တောက်တုံကြီးလှူလားစွာမရရှိတာလူရည်ထူထပ်စွာနဲ့စုပေါင်းနေထိုင်ရတာတွေကြောင့်ယောဂကူဆံမှုမျက်စံနေတာဖြစ်တယ်လို့ SNC မိဘစစ်ဘေးကူညီဆောင်ရှောက်ရေးအဖွဲ့ကပြောပါတယ်ဒီအရေးပြာယောဂဟာအခုနှစ်ဆန်ပိုင်းဇန်နဝါရီလလောက်ကတည်းကစတင်ဖြစ်ပွားနေတာဖြစ်ပေမဲ့ဒီနေ့ထိပြောက်ကင်ခြင်းမရှိသေးပါဘူး မြေပြင်ကူညီရေးဖွဲ့တွေကစေဝါကူတာမှုတွေပေးနေပေမဲ့လည်းအခက်အခဲများစွာနဲ့ရင်ဆိုင်နေကြရပါတယ်